ီးခဲ့တဲ့ရက်ပိုက်ကစပြီးတော့အာရခတ်တက်တို့အေးထိမ့်ရှုပ်ထားတဲ့ဒေသတွေမှာအမျိုးသားကောက်ွယ်ရေးဆိုင်ရာအရေးပေါ်ပြဋ္ဌာန်းချက်စီမံကိန်းတရက်ကို UNA ကရှာမဲ့လိုက်ပြီးမေလ22ရက်နေ့မှာကြီးညာလိုက်ပါတယ်။အဲ့ဒီစီမံကိန်းမှာအေးထိမ့်ရှုပ်နေမြေထေးမှာစစ်မုံထမ်းဖို့အကျုံးဝင်တဲ့ဒေသခံတွေဟာအကြောင်းပြချက်မခိုင်လုံပဲပြည်ပထွက်ခွာခွင့်မပြုလို့ဆိုထားပါတယ်။အဲ့ဒီပြဋ္ဌာန်းချက်ကို2025ခုနှစ်မက်ရှနာ16ရက်နေ့မှာပြဋ္ဌာန်းလိုက်ပြီးနောက် ပြည်သူတွေဘေးကင်းလုံခြုံစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တာမြင့်လစ်တာလို့ဆိုထားပါဗျာ။အာရခပြည်သူကျန်းမာရေးဌာနကကုသမှုမပေးနိုင်တဲ့ပြင်းထန်ရောဂါရှိတဲ့လူနာတွေအသက်အန္တရာယ်စိုးရင်ရတဲ့လူနာတွေကလွေပြီးအမျိုးသမီးဆိုရင် အသက်18နှစ်ကနေအသက်25နှစ်အထိနဲ့အမျိုးသားဆိုရင်တော့အသက်18နှစ်ကနေ45နှစ်အရွယ်တွေကို တာမြင့်လစ်တာပါ။ဒါအပြင်ကုန်းလန်းရေလန်းကနေရခိုင်ပြည်ပြင်ပကိုထွက်ခွာဖို့ကူညီပေးနေတဲ့လူပွေးစားတွေကိုလည်းထိရောက်စွာအရေးယူမယ်လို့ဆိုထားပါဗျ။ ဒီပြဋ္ဌာန်းချက်ဟာရခိုင်အမျိုးသားရေးနဲ့လူသားအရင်းအမြစ်ဆုံးရှုံးမှုအတွက်ကောင်းမွန်တဲ့လုပ်ရဖြစ်ပေမဲ့လည်းလူငယ်တွေရဲ့ပညာရေးနဲ့လူမုံရေးစတဲ့အပိုင်းတွေမှာတော့မျှတမှုမရှိဘူးလို့ရခိုင်လူငယ်တအုပ်ကပြောပါရယ်